အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်ဒရင်တော့တတ်လာတယ်ဗောနော်အဲ့ဒါအပြောင်းရွှေ့တဲ့င်းပါပဲအဲ့တော့ဒုံဝန်တိုင်းအပြောင်းရွှေ့ရာသီရောက်ခံပြီးဖြစ်တဲ့ကြောင်းအပြောင်းရွှေ့တဲ့င်းတွေကတော်တော်လေးကိုတတ်တယ်ဖြစ်တယ်အဲ့လက်ရှိအနေထားလက်ရှိနောက်ဆုံးရသတင်းတွေအရာဆိုရင်တော့ဘာတွေဘလို့ဖြစ်မှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ situation တစ်ခုရောက်လာခဲ့ပြီဗောနော် အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာပြောရမယ်ဆိုရင်တော့ဒါကျွန်တော်လစ်ဗိုလ်ဘူးတော့အာစနိုအသင်းအနေနဲ့ဂျားထဲမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းလက်ရှိမှာဒါကျွန်တော်တို့အဆင်ပြေပြီးစကားတွေပြောနေတဲ့ကစားသမားကိုဝင်ရောက်ပြီးဒါကျွန်တော်တရားဝင်ဆွေးနွေးမှုပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့ဒီကစားသမားကတော့ Matthews corner ဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော် Matthews corner နဲ့ Manchester United အသင်းတွေကတော်တော်လေးကိုလမ်းပေါင်နေပြီးတော်တော်လေးကိုအဆင်ပြေနေပြီဖြစ်တယ်လို့ပြောလို့ရတယ် Manchester United အသင်းကလည်းဒါများမကြာမီကာလအတွင်းမှာဒါကျွန်တော် Wolf အသင်းကိုစာချုပ်ဖြတ်သိမ်းရေးပေးပြီးဒီကစားသမားကိုခေါ်ယူဖို့အတွက်တောက်လျှောက်ကြိုးစားနေတာဖြစ်တယ်ဒါပေမဲ့ဒီကြားထဲမှာဒါကျွန်တော်တို့လက်ရှိမှာ Arsenal အသင်းနဲ့တောင်ပံကစားသမားလည်းလူချင်းနဲ့ဒါကျွန်တော်တို့ CF ပုံစံပြုတဲ့လူချင်းနဲ့အတွက်ကြောင့်မို့သူတို့လက်ရှိမှာ market တွေမှာရှာနေတယ်လက်ရှိမှာ Nico William နဲ့ Arsenal နဲ့ကြားထဲမှာအဆင်မပြေဘူးဖြစ်တော့ကြောင့် Arsenal အသင်းနဲ့ Matthews corner နာဘက်ကိုပြန်ပြီးတော့လှည့်လာတယ်လို့ဆိုလို့ရမယ်တဲ့မှာပါတယ်။ Matthews corner နေနဲ့ကလက်ရှိမှာဒါကျွန်တော်သူကိုယ်တိုင်ကလည်းအရင်တုန်းကအဲ့ဒါကျွန်တော်လွန်ခဲ့တဲ့ဆောင်းရာသီအပြောင်းရွှေ့ခဲ့တဲ့က Arsenal ကိုပြောင်းဖို့စိတ်ဝင်စားမှုတွေကစားသမားတယောက်ဖြစ်ပြီးတော့ Arsenal ကကြားထဲမှာဒါကျွန်တော်သူ့ရဲ့ agent နဲ့ပတ်သက်ပြီးတော့ဒေါက်တာရှော့ဆွေးနွေးမှုပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်အောင်မြင်ခြင်းမရှိခဲ့ဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ Arsenal သင်းနဲ့ဒါကျွန်တော်တို့ Matthews corner ကိုဝင်ရောက်ပြီးဒီနေ့အတွင်းမှာဆွေးနွေးတဲ့အကြဒီဒီလာမယ့်နေရာဒီအတွက်ဆွေးနွေးတဲ့အချိန်မှာတော့ဒါကျွန်တော်တို့အာ ကစားသမားရဲ့အေဂျင့်ဟောကစားသမားနဲ့ Goda Manchester United အသင်းက ပုတ်ကိုရီယာကိုနှုတ်အားဖြစ်ကိုသဘောတူညီမှုရရှိထားခဲ့ပြီးဖြစ်တယ်ဆိုတဲ့သတင်းနဲ့တောက်လျှောက်တက်နေခဲ့ပြီးဖြစ်တယ်အဲ့တော့ပြောချင်တာကလက်ရှိမှာ Manchester United ဘက်ကလည်းအခုလက်ရှိမှာဒါကျွန်တော်တို့ Matthew Carter ရဲ့အပြောင်းအရွှေ့စာချုပ်ဖြတ်သိမ်းအပြောင်းအရွှေ့မှာဒီပကျွန်တော်ထင်ထားခဲ့တဲ့အတိုင်းပဲပေါင်၅သန်းပူပြီးပြီးတော့ installment နဲ့လုပ်ဖို့ကို Hoover သင်းကိုတရားဝင်ကန်လန့်တော့မှာဖြစ်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်ဒါအပြင်လက်ရှိမှာ Arsenal Arsenal တင်းနေကြားထဲမှာဒါကျွန်တော်ဝင်ရောက်လို့အဓိကအဆင်မပြေတဲ့အကြောင်းအရာကတော့အပြေကတော်တော်လေးကိုရှင်းနေတယ် တို့အနေနဲ့အခုလက်ရှိမှာဝင်ရောက်မှုကတော်လေးကိုနောက်ကျသွားခဲ့ပြီးကစားသမားအေဂျင့်ကကစားသမားကို Manchester United အသင်းနဲ့ပုတ်ကူရေးရနှုတ်အဖြစ်သဘောတူညီမှုရရှိသွားခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့တို့အနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့ကအခုလက်ရှိမှာတော်တော်လေးကိုနောက်ကျသွားပြီးဖြစ်တယ်ဆိုတဲ့သတင်းထွက်လာခဲ့။အဲ့တော့လက်ရှိမှာ Manchester United အသင်းကတော့ Matthews ခေါ်နာရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ Arsenal အသင်းထက်ဆိုင်လက်ဦးမှုရရှိသွားခဲ့ပြီး Arsenal အသင်းကနောက်မှဝင်ပြီးတော့ဒီနေရာမှာကြားဖြတ်ရယူဖို့တဲ့ကြိုးစားတဲ့သဘောဖြစ်သွားတာပေါ့နော်။အဲ့တော့ Arsenal အသင်းနဲ့ကြားဖြတ်ရယူဖို့တဲ့ ူးစားခဲ့ပေမယ့်လက်ရှိမှာကစားသမားကမန်ချက်စတာယူနိုက်တက်ကိုနှုတ်အားဖြင့်သဘောတူညီမှုတစ်ခုအရင်ရရပေးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုပဲအဓိကပြောင်းရွှေ့တော့မှာဖြစ်ကြောင်းကိုတဖြည်းဖြည်းနဲ့ကျွန်တော်သိရတော့မက်သူးစ်ခေါ်တာကလက်ရှိမှာဒီတိုင်းဆိုရင်တော့မန်ချက်စတာယူနိုက်တက်ဘောင်းဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒီနှစ်ရဲ့ပထမဦးဆုံးခေါ်ယူမှုတစ်ခုမကြခင်မှာဖြစ်လာတော့မယ်လို့ကျွန်တော်တို့ကတွေးမိရတယ်မှာပါတယ်လက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းကလည်းဝူဖ်အသင်းကိုတော့ကျွန်တော်တို့ပေါင်၅တန်းပူပေးပြီးတော့ installment ဖို့ပေါ့ ပေါ့နော်အဲကျွန်တော်ဒါ zigzag zone ပုံစံမျိုးပါပဲ zigzag zone ပုံစံမျိုးပဲတက်ကျွန်တော်လက်ရှိမှာ installment ပို့၅သန်းပို့ပေးပြီးတော့ကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုလာမယ့်ညရာသီမှာဒါကျွန်တော် activate လုပ်သွားဖို့အတွက်လည်းပြင်ဆင်လာခဲ့ပြီဖြစ်တယ်ပေါ့နော်အဲ့တော့အာဆိုသင်းကတိကျတယ်မဲ့လက်ရှိမှာ zubiman ရဲ့အပြောင်းရွှေ့ပြီးမှာဒါ matthews ခုနဘက်ကိုမြင်မြန်ဆက်ဆန်လှည့်လာခဲ့တယ်လို့ဆိုလို့ရတယ်သူတို့အနေနဲ့ဂျားတန်းမှာ nico william နဲ့ဒါကျွန်တော်ချိတ်ဆက်မှုတွေပြုလုပ်ခဲ့မယ် nico william ရဲ့တပတ်လောက်ခယူရို၄သိန်းနဲ့၄သိန်းခွဲတောင်းဆိုမှုကအင်မတန်မှမြင်မာလွန်းတဲ့အတွက်ကြောင့်မလို့ဒါ matthews ခုနဘက် က်ကိုလှည့်လာတယ်လို့ဆိုလို့ရမယ်သဘောမှရှိတယ်။ Matthews Corner ကလည်းရှိမှာဒါ Premier League ဂျော်နက်ပြီးသားကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဒါ Arsenal အသင်းနဲ့ Matthews Corner ဘက်ကိုလက်ရှိမှာလှည့်လာတယ်ဆိုတာကတော့ တိတ်ပြီးတော့ထူဆန်းစရာတော့မရှိဘူးအဲ့တော့ဒါတစ်ဖက်ကတော့ Manchester United ကတော့ဒါဒီလွန်ခဲ့တဲ့တလခွဲနှစ်လအဲ့ပေါ့တလခွဲလောက်ကလေးကဒါကျွန်တော် Matthews ခုနကကိုဒါကျွန်တော်ပုဂ္ဂိုလ်ကြီးရတောက်လျှောက်သဘောတူညီမှုစူးစမ်းနေပြီးတော့ဒါစာချုပ်ဖြတ်သိမ်းကြီးကလည်း United အသင်းတွေဒါကြောင့်ပြဿနာမဟုတ်ဘဲနဲ့သူတို့နေလက်ရှိမှာ Europa League ရသည်ဖြစ်စီမရသည်ဖြစ်စီ Matthews ခုနရဲ့အပြောင်းရွှေ့မှာတော့ဒီလက်ရှိစာချုပ်ဖြတ်သိမ်းကြီးကို United အသေးကလာမဲ့လူရသည်မှာအေးစစ်စစ်ဒါကျွန်တော်အရေးကြာနေပြီးချေသွားနိုင်မှာဖြစ်တဲ့ Europa League ရသည်ဖြစ်စီမရသည်ဖြစ်စီ Champions League ဝင်ငွေရသည်ဖြစ်စီမရသည်ဖြစ်စီ ဒါကျွန်တော်မက်သျူးစ်ခေါ်နာကူတော့လာမယ့်လူရဒီမှာ United အသင်းနေနဲ့ခေါ်ယူနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သိရမယ်ဒီမှာပါပါတယ်အဲ့တော့လက်ရှိမှာ Arsenal အသင်းနေနဲ့ဒီမက်သျူးစ်ခေါ်နာကိုကြားထဲမှာဖြတ်ပြပေါ့ဖြတ်လူဖို့ကြိုးစားနေချိန်မှာအဆင်မပြေတော့တဲ့ချိန်မှာတော့ဘယ်ကစားသမားဘက်ကိုလှည့်မလဲဆိုတာကိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ် အာစတိုသေးတခုလက်ရှိမှာမက်သူးဝက်စ်ခေါ်နာကွာဒါကျွန်တော်တို့အနေနဲ့တောင်မန် CF ကစားသမားတွေနဲ့တာဂက်ထားခဲ့တာဖြစ်ပြီးတော့တိုက်စစ်မှုတွေကလည်းအာစတိုသေးနဲ့ကြားထဲမှာဒါကျွန်တော်တို့အနေနဲ့ကာယိုဂရက်စ်ကိုယူရို85သန်းနဲ့ပက်ကေ့ချ်နဲ့မကြခင်မှာကမ်းလန်းနေဆိုတဲ့တဲ့င်းနေလင်းတောက်လျှောက်ထွက်ပေါ်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့အာစတိုသေးနေနဲ့အခုလက်ရှိမှာအပြေကရှက်ရှက်လေးဗျတို့အနေနဲ့ဒါကျွန်တော်တိုက်စစ်အပြင်ကိုတောင်မန်တောင်မန်တိုက်စစ်ဆော့လို့ရတယ်ကစားသမားပေါ်မားကတ်ထဲမှာတော်တော်လေးကိုဝင်ရောက်ပြီးတော့ခေါ်ယူရောက်ဖို့တော့ပြင်ဆင်လာအဲ့တော့အာစတိုသေးနေလက်ရှိမှာတို့ရဲ့တိုက်စစ်တာဂက်မှာ ကာယိုဂရက်စ်ကဒါကျွန်တော်တို့နံပါတ်1ပြစ်မှတ်ဖြစ်သွားပြီလို့ဆိုလို့ရမယ်ဒီမှာပါအဲ့တော့ကာယိုဂရက်စ်ကိုလက်ရှိမှာအာဆော်သိန်းကသူတို့အနေနဲ့စာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးပေးစာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးဒါကျွန်တော်တို့ အပေးသွားမှာပဲနဲ့လက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းကသူတို့ကပေါင်တန်းတရာဆိုတဲ့အမောင်းကတော်တော်လေးကိုများတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့နေနေတာကြောင့်ကာယိုဂရက်စ်တွေဒါတသက်ပုံစံမျိုးကန်လန်သွားဖို့ရှိတယ်။ကစားသမားကိုယ်တိုင်ကလက်ရှိမှာအာစနိုတင်းကိုပြောင်းရွှေ့ဖို့တဲ့ဆရာထက်သက်မှုတွေရှိပြီးတော့များမကြမှာကစားသမားနဲ့အာစနိုတင်းနဲ့ပုတ်ကူရေးရရသဘောတူညီမှုရရှိသွားနိုင်နေဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေခဲ့ရတယ်မှာပါ။အဲ့တော့အာစနိုတင်းနဲ့ခုလက်ရှိဒါကျွန်တော်တို့လာမယ့်နွေရာသီမှာဇူဘီမန်ဒီကို ခေါ်ထားခဲ့ပြီးပြီ။ဇူဘီမန်ဒီကိုဒါကျွန်တော်တို့ယူရိုတန်60 package တန်နဲ့ဒါကျွန်တော်တို့တရား င်အဲ့အာဆနယ်သင်းတဲ့ဒီညမှာကျွန်တော်ဒါနည်းနည်းလေးရှင်းပြချင်တာကဆူဗီမန်ဒီကိုခေါ်ယူတဲ့နေရာမှာဒါယူရိုတန်60ကို installment နဲ့ပေးမှာမဟုတ်ဘူးလို့သိရတယ်မှာပါတယ်သူတို့အနေနဲ့ဒါယူရိုတန်60ကိုတစ်လုံးတစ်ခဲပေးမှာဖြစ်ပြီးတော့ဒါသူတို့ ဒီလိုမျိုးပေးနိုင်ခြင်းက Real Sociedad ကဒါကျွန်တော်စိတ်ဝင်စားခဲ့ခြင်းဖြစ်တယ်။ဘောနော်ဒါကျွန်တော်တို့တခြားသောအသင်းတွေလက်ရှိမှာ Real Madrid ကလည်း Zubimendi ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားခဲ့ပေမယ့်ဒါ Zubimendi ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုဒါကျွန်တော်တစ်ဖက်က Real Madrid ကဒါကျွန်တော်တို့အရေးကြပုံစံမျိုးနဲ့ပေးချေဖို့ဒါစိတ်ဝင်စားခဲ့တဲ့အတွက်ကြောင့်မို့လို့ Arsenal အသင်းက Zubimendi နဲ့ပတ်သက်ပြီးတော့လက်ဦးမှုရခဲ့တာဖြစ်တယ်လို့သိရတယ်မှာပါတယ်။အဲ့တော့ Zubimendi အပြောင်းရွှေ့ပြီးမှ Arsenal အသင်းနဲ့ဒါကျွန်တော်တိုက်စပ်ပိုင်းခေါ်ယူမှုကိုတော့အားဆိုင်သွားတော့မှာဖြစ်ပြီးတော့ ဘာဒီဘလူးဆက်လုံမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်အခုလည်းရှိမှလားကျွန်တော်ကောလာဟာလာတွေကကာယိုဂရက်စကူလတရားဝင်ဟိုတရားဝင်တာမကြခင်ကန့်လန့်မှုတွေပြုလုပ်တော့မှဖြစ်တယ်ဆိုတဲ့တဲ့တွေကတော်တော်လေးကိုတောင်းတောင်းဖြဲဖြဲတက်လာခဲ့ပြီဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့ situation တစ်ခုကအာစတိုသင်းနေနဲ့တိုက်စစ်လက်ရှိမှာ target တွေအများကြီးရှိတယ်တိုက်စစ်အပြင်ကိုလက်ရှိမှာတောင်းမန်တွေ target တွေလည်းအများကြီးအများကြီးရှိရတယ်မှာပေါ့အဲ့တော့တိုက်စစ် target တွေမှာကာယိုဂရက်စကူပဲတခါလေးဒါအမိယာဖန်းဆုပ်သွားနိုင်မလားကာယိုဂရက်စရဲ့အပြောင်းရွှေ့ကပဲခက်ခက်ခဲခဲဖြစ်သွားနေတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုတော့ sporting အနေနဲ့ euro 95 5သန်းနဲ့ offer ကိုသူတို့နည်းလက်ခံသွားလောက်မယ်လို့ကျွန်တော်နည်းမြင်နေတယ်။စာချုပ်ဖြတ်သိမ်းကြီးဖြစ်တဲ့ Euro 300ကိုလက်ရှိမှာ Arsenal အသင်းကလွင်ဘယ်အသင်းကမှလက်ရှိမှာပြီးမယ်နေတာမှမရှိဘူး။တစ်ဖက်ကတော့ခုနပြောသလိုပဲ United အသင်းကလည်း Kyle Gerson အုပ်စုကိုစိတ်ဝင်စားပေးမယ်လက်ရှိမှာသူတို့ကိုယ်တိုင်လည်း Liam Delap လို့ဒါတိုက်စစ်မှုမျိုးနဲ့ဒါကျွန်တော်ချိတ်ဆက်ပြီးစိတ်ဝင်စားမှုတွေအများကြီးအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်တို့အဲကာယိုဂရက်စ်ကိုလက်ရှိမှာလက်လျှော့ထားတဲ့ဘောင်ပါတယ်ကာယိုဂရက်စ်ကိုလက်ရှိမှာ United အသင်းနဲ့ခေါ်ယူခြင်းတပဆိုရင်တော့မှသူတို့အနေနဲ့ဒါကျွန်တော်တို့ Europa ါရီဒါမှမဟုတ်ကျွန်တော်ချန်ပီယံလိဝင်မှရမယ်နေသားမှာရှိအာဆနိုသင်းကဒါရီမလို့ဘူးသူတို့နည်းနည်းလက်ရှိလာမယ့်လူရသည်မှာကာယုတ်ကက်ဆိုဒီလိုမျိုးငွေကြေးပေးလို့ရတယ်မနေ့ကဒါကျွန်တော်အက်သလက်တစ် UK ရဲ့ရေးသားထားပုံရဆိုရင်တော့ Sky Sport ရဲ့ရေးသားထားပုံရဆိုရင်တော့အာဆနိုသင်းရဲ့လက်ရှိ manager ဒါကျွန်တော်အာတီတအနေနဲ့နောက်ထပ်ပေါင်တန်းတရာပတ်ချာလဲဝင်းကြီးကြအသက်တင်၃ခွင့်ရအောင်မယ်ဆိုတဲ့ပုံစံမျိုးကိုလည်းသူတို့နည်းနည်းရေးသားထားတယ်အဲ့တော့အာတီတဒီလာမယ့် transfer window မှာတိုက်စင်မူတရာကိုလည်းမကြခင်မှာဇူဘီမန်ဒီလိုပဲတရားဝင်ခေါ်ယူနိုင်ဖို့အတွက်အမြန်ဆုံး ံကြိုးစားနေဖြစ်တယ်။ Kyle Gras ကလက်ရှိမှာနံပါတ်1ဖြစ်မှာဖြစ်ပြီးတော့ Aston အသင်းကလည်းမကြခင်မှာဒါ club to club ကန္တာမှုတွေကိုမကြခင်ပြုလုပ်တော့မှာဖြစ်တယ်။အဲ့တော့ Kyle Gras ကိုလက်ရှိမှာ Aston အသင်းနဲ့လာမယ့်နူရာဒီမှာရရှိသွားနိုင်မလားကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြီးတော့အကိတ်မရခဲ့ဘူးဆိုရင်တော့ comment ထဲမှာညီကိုအနေနဲ့ Arsenal ပြည်သက်တွေနဲ့ဆွေးနွေးကြကြအောင်ဘယ်ကစားသမားကိုလိုချင်လဲဆိုတော့နည်းနည်းလေးဆွေးနွေးပြကြပါအောင်လို့ပြောနေတယ်ပဲကျွန်တော်ကိုတော့ကိုပြပါဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 YouTube မှာကျင်းလို့စံပေါင်းကူညီလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4 YouTube link လေးတွေကိုထည့်ပေးထားခြင်းပြုပြဆောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြုကျွန်တော်အားပေးလို့ရပါရ။မြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့။များများကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုတမရဲကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြိုတမရဲမြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့။ မြန်မြန်ကလစ်မှာမြန်မြန်နေတာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ဒီပါဗျာ